စင်ကာပူတက္ကသိုလ်ရှင်ပါလက်စတိုင်းကျောင်းသားများအတွက်ထောက်ပံ့ငွေပို့မှုပေးအပ်ရရှင်စင်ကာပူတက္ကသိုလ်ဒီမှာပညာသင်ကြားနေတဲ့ပါလက်စတိုင်းကျောင်းသားတွေပတ်ပုံးကူညီဖို့ဂျိုပန်ယာမှာသက်ဆိုင်ရာထောက်ပံ့ရေးအဖွဲ့ဝင်တွေကဦးစီးပြီးထောက်ပံ့ငွေပို့မှုပေးအပ်သွားဖို့ရှိကြောင်း CME သတင်းမှရေးသားထားပါတယ် Plastemnium Scholarship MD Date PSI ကို ပြီးခဲ့တဲ့2023ခုနှစ်အောက်တိုဘာလကတည်းကစတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီးအခုနှစ်အတွင်းမှာလည်းအရင်ထက်ထောက်ပံ့ငွေပုံမပေးအပ်နိုင်ဖို့အတွက်လည်းကြိုးပမ်းခဲ့ကြတာလည်းဖြစ်ပါတယ်။အခုနှစ်အတွင်း PSI ကပါလက်စတိုင်းကျောင်းသားနှစ်ဦးအတွက်စင်ကာပူဒေါ်လာ၄သိန်းရန်မုံငွေရှာဖွေဖို့အီးမေးလ်ထားပြီးတဦးကစင်ကာပူဒေါ်လာ၂သိန်းပေးအပ်မယ်လို့ဆိုပါတယ်။ဒါမှသာတက္ကသိုလ်ဆရာရဲ့တဲခိုဆရာနေရာနဲ့အခြားကုန်ကြဆရာတွေလည်းကာမီမှာဖြစ်ပါတယ်။ ရန်ပုံငွေတွေကိုစင်ကာပူအခြေဆိုင်လူစုလူဝေးရန်ပုံငွေပလက်ဖောင်း Ray of Hope ကဥဆောင်ဆူဆောင်းပြီးစီမံခန့်ခွဲလျက်ရှိပါတယ်။စင်ကာပူမှာပါလက်စတိုင်းလူငယ်တွေသူတို့ရဲ့ပညာရေးကိုတက်မြအောင်ကူညီပေးဖို့ရန်ရွာကဥဆောင်ကြိုးပမ်းမှုကြောင့်သူတို့ကိုယ်တိုင်နဲ့သူတို့ရဲ့မိသားစုအတွင်ပုံမကောင်းမှုနဲ့အနာဂတ်တွေတည်ဆောက်နိုင်ဖို့အခုလိုထောက်ပံ့ငွေတွေပေးအပ်ဖို့ကူညီနေတာဖြစ်ကြောင်း PSI ကထုတ်ပြန်ထားပါတယ်။ မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။